်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျံခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အမြင့်မြတ်ဆုံးသောမေတ္တာသင်္ကေတဆိုတဲ့ကောင်းစဉ်နဲ့ယောဟန်အခန်းကြီး10အငယ်16ကနေ18ကိုဆင်ခြင်သွားကြပါမယ် ငါဒီကိုအသက်ကိုစွန့်၍နောက်တဖန်ယူဦးမည်ဖြစ်သောကြောင့်ငါခမဲတော်သည်ငါကိုချစ်တော်မူ၏ငါအသက်ကိုအဘယ်သူမျှမလူမယူကိုအလိုအလျောက်ငါစွန့်၏ကိုအသက်ကိုစွန့်ရသောအခွင့်နှင့်နောက်တဖန်ကိုအသက်ကိုယူပြန်ရသောအခွင့်သည်ငါ၌ရှိ၏ထိုအခွင့်ကိုခမဲတော်သည်ပေးတော်မူပြီဟုမိန့်တော်မူ၏ကျွန်တော်တို့ယုံကြည်သူအများစုဟာမိမိတို့အိမ်မှာ လဝါကတိုင်ကို ပြသထားခြင်းတွေဒါမှမဟုတ်လဝါကတိုင်ပါတဲ့ဆွဲကျိုးတွေကိုဝစ်ဆင်တက်ကြပါတယ်ဒါပေမဲ့လဝါကတိုင်က ပြောပြနေတဲ့ချစ်ချင်းမြတ်တာရဲ့အတိမ်အနဲ့နဲ့အနဲ့အတိတ်ပဲကိုတော့အပြစ်အဝနားလည်ဖို့စဉ်းစားဘူးကြရဲ့လားတော့မသိပါဘူးလဝါကတိုင်အပေါ်မှာစီရင်ခံရခြင်းဆိုတာက လူသမိုင်းမှာအရှက်ရဆုံးအနာကျင်ရဆုံးသော ကွက်မြက်ချင်းနီလန်းတွေတဲကတခုလို့ဆိုနိုင်ပါတယ်ကားစင်တင်တဲ့အခါမှာစစ်သားတွေဟာရာစုစ်သားကိုတရေကျိုးသုံးချောင်းပါတဲ့ကြာပုတ်တွေနဲ့စတင် ရိုက်နေပြီးတော့အဲ့ဒီကြာပုတ်တွေမှာအယူတွေတတ်တူအပိုင်းအစတွေပါပါတယ်ကြာပုတ်နဲ့ရိုက်တဲ့အခါမှာအဲ့ဒီအပိုင်းအစတွေကလူရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုစုပ်ပြတ်သွားစေပါတယ်ရာဇဝတ်သားကိုမြေကြီးပေါ်မှာလေးထားတဲ့လောဝါကတိုင်မှာ ရိုက်ထားပြီတဲ့နော်လဝါကတိုင်ကိုမြေတွင်းတဲကိုစိုက်ထူလိုက်တဲ့အခါတိုင်ကိုတူးထားတဲ့တွင်းတဲကိုထဲ့လိုက်တဲ့အချိန်မှာရာဇဝတ်သားအနေနဲ့အလွန်ပဲနာကျင်တဲ့ဝေဒနာကို ခံစားရပါတယ်ပြစ်ဒဏ်ကိုခံနေရတဲ့ရာဇဝတ်သားအနေနဲ့ခက်ခက်ခဲခဲအသက်ရှူနေရပြီးတော့တန်ရိုက်ခံထားရတဲ့ခြေတော့မှာသွေးတွေထွက်နေတဲ့ခြေချင်းဝက်ကိုတွန်းတင်ထားရပြန်ပါတယ် အဲ့ဒီဝေဒနာကိုခံပေးနေတဲ့သခင်ယေရှုခရစ်တော်ကဘုရားသခင်စင်စစ်ယာနုံ အပြစ်ဘုရားသခင်ဖြစ်တယ်လို့တစ်ဖက်မှာလည်းသူဟာ လူသားစင်စစ် လူသားယာဂိုင်နှုံ အပြစ်ဖြစ်ပါတယ်လူသားယာဂိုင်နှုံအပြစ်ဖြစ်တဲ့အတွဲလဝါကတိုင်ပေါ်မှာခံရတဲ့တန်ချက်ကလည်းပဲတကယ်ပဲလူတစ်ယောက်အနေနဲ့မခံစားနိုင်တဲ့ဝေဒနာကို အပြင်းအထန်ခံစားရပြီးတော့အမြင့်မြတ်ဆုံးသောမေတ္တာတင်ကေတကို ဖော်ပြခဲ့တာလည်းဖြစ်တယ်။သူ့အနေနဲ့အပြစ်လောကသားတွေအတွဲအပြစ်ဒဏ်ကိုကုစားလဝါကတိုင်အပေါ်မှာခံပြီးတဲ့အခါမှာဒီရက်ဆက်ကြမ်းကြုတ်မှုရဲ့ရုပ်ပိုင်းဆိုင်ရာဝေဒနာကို သူခံစားရခဲ့ပြီးတော့စိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလည်းခံစားခဲ့ရပါတယ်။အဆိုးဆုံးကတော့သခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့အပြစ်တွေအတွက်သူ့ကိုခံစားစေတဲ့အခါမှာ ခမဲတော်ဘုရားသခင်နဲ့တန်ရှင်သောဝိညာဉ်တော်ကသူ့ကိုမျက်နာလွှဲသွားခြင်းပဲဖြစ်တယ်။မဿဲအခန်းကြီး29အငယ်46မှာ သခင်ယေရှုခရစ်တော်ကအီလီအီလီ လာမရှာဘာကတနီးလို့ကြီးတဲ့အတန်နဲ့ကြွေးကြော်တော်မူခဲ့ပါလေ။အဲ့ဒီအတိတ်ပဲကကျွန်ုပ်ဖယားကျွန်ုပ်ဖယားအဘေကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တော်မူသနီးလို့ဆိုလိုခြင်းပဲဖြစ်တယ်။ခမဲတော်ဘုရားခင်နဲ့တန်ရှင်သောဝိညာဉ်တော်ကသူ့ကိုစွန့်ပယ်လိုက်ခြင်းပဲဖြစ်တယ်။ ဒါကကျွန်တော်တို့အပြစ်သားတွေအတွင်သူကိုယ်တိုင်အပြစ်သားအဖြစ်အပြစ်ဒဏ်ကို ခံယူခြင်းဖြစ်တယ်။ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်27မှာအဘယ်ကြောင့်နည်းဟုမူကားပရောဖက်ခင်သည် အပြစ်နှင့်ကင်းစင်သော သူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။အကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ပရောဖက်ခင်ရှေ့တော်၌ဖြောက်မတ်တော်သူဖြစ်မိအကြောင်းဒီလို့ဖော်ပြထားပါတယ်။ ဒါကလဝါကတိုင်အပေါ်မှာ ကျွန်တော်တို့ရဲ့ကိုစားအပြစ်ဒဏ်ကိုခံပေးခြင်းအပြင်ကျွန်တော်တို့ဟာဘုရားခင်ရဲ့ရှေ့မှာဖြောက်မတ်တဲ့သူဖြစ်ဖို့ပဲဖြစ်တယ်။ဟေပြဲအခန်းကြီး7နဲ့အငယ်1မှာယုံကြည်ခြင်းကို အစအဦးစီရင်၍စုံလင်စေတော်မူသော သခင်ယေရှုကို စေစေထောက်ရှုကြကုန်အပ်ထိုသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမတ်ဖဲ လဝါကတိုင်၌ခံပြီးမှဘုရားသခင်ဤပလင်တော်လက်ရာဘက်၌ထိုင်နေတော်မူ၏လို့ဆိုထားပါတယ်။ဒါကကျွန်တော်တို့ကိုယ်စားသူရဲ့အသွေးတော်ကိုလူလူလားလားနဲ့ဆက်ကပ်ပူဇော်ပြီးတော့ရှက်ကြောက်စရာအဖြစ်မမတ်ဖ ೇನೆ ဝါမြောက်စရာအဖြစ်ခံယူခဲ့ခြင်းပဲဖြစ်တယ်။ဒီမေတ္တာထက်ကြီးမားတဲ့မေတ္တာကိုကျွန်တော်တို့လောကမှာရှာလို့တွေ့နိုင်မှာတော့မဟုတ်ပါဘူး။ကျွန်တော်တို့အတွက်ကြောင့်သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုအခုလိုပြုပေးခဲ့တာတွေကို တွေးတောစဉ်းစားကြည့်မိခဲ့မယ်ဆိုရင်သူ့ရဲ့ကြီးမားတဲ့မြင့်မြတ်လွန်တဲ့မေတ္တာသင်္ကေတကိုလဝါကတိုင်အားဖြင့်နားလည်နိုင်မှာဖြစ်တယ်။ကျွန်တော်အတွက်ကြောင့်လဝါကတိုင်မှာသခင်ယေရှုခရစ်တော်ကိုစားခံယူပေးခဲ့တာကိုဆင်ခြင်သုံးသပ်ပြီးတော့အကန့်အသတ်မဲ့တဲ့သူ့ရဲ့ချစ်ချင်းမေတ္တာတော်တွေအတွေ့သူ့ကိုယေရှုတင်ပြီးတော့ဘုရားသခင်ရဲ့အလိုတော်ကိုဝန်ခံအသက်ရှင်သွားကြဖို့ကျမ်းစာဆင်ခြင်ကဲ့သို့အားလုံးအပေါ်မှာဘုရားသခင်က အသက်တပံ ကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်။